အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဥခန့်ကဥခန့်ရဲ့စားတောက်ကုံလေးတွေနဲ့ဓမ္မစပြပေးမှာပဲဖြစ်ပါတယ်အခုမြင်နေရတဲ့ဘူးလေးတွေကဆိုလို့ရှိရင်ကျွန်တော်အစ်စ်ထုတ်လုပ်လိုက်တဲ့ဈေးနှုန်းလေးတင့်တင့်နဲ့လူတိုင်းလဲစားနိုင်တဲ့ဘူးဆိုင်ကလေးတွေပဲဖြစ်ပါတယ်ဒါလေးတွေတဘူးမှာတတောင်းကြပါပဲခင်ဗျာဒီဘူးလေးတွေကဘိုင်းနေလဲဆိုလို့ရှိရင်ပဇွန်ချောင်းနဲ့ငံပြားကြီးကျော်တာရဲ့ငန်နီတူးအဆက်ကျော်လေးရဲ့ကျွန်တော်တော့ငြိုတိကြိုက်တဲ့အတွက်အဆက်ဘူးကိုယူလာတာပေါ့နော် အဲဒါလေးကကြတော့ကျွန်တော်တို့ကြက်မှွကြော်လေးပေါ့နော်ပြီးတော့အမဲချောင်းဆက်ကဲအမဲချောင်းကိုကြတော့ကျွန်တော်တို့ကတနည်းပြပြီးတော့ကြော်ကြော်ပြီးတော့မှအဲထုတ်လုပ်ထားတာပေါ့နော်အရန်ဆက်လို့កောင်းပါတယ်အခုဒီဘူးလေးဘူးတွေကနေပြီးတော့ကျွန်တော်တော့အမဲချောင်းဆက်ကိုကျွန်တော်ဖောက်ပြပေးမယ်ပေါ့နော်ဘယ်လောက်ပါလဲဆိုတာလည်းသိရအောင်နော်ကျန်တဲ့ဟင်းတွေတော့ကျွန်တော်မဖောက်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော် အမဲချောင်းဆက်နေတဲ့အစင်ပြင်းနေပြီဆိုတော့လေပြတော့ပြပေးမယ်ပေါ့နော်တကယ်ကိုရတာရှိတယ်ဗျ ဒီတဘူးဆိုလို့ရှိရင်အဲ3-4ရက်စလို့ရတယ်3ရက်လောက်တော့အနည်းဆုံးစလို့ရပါတယ်ခင်ဗျာတန်လဲတန်နေပေါ့နော်တဘူးတဘူးကိုအများကြီးလက်ပါပါတယ်အဲကျွန်တော်ဘူးတွေကိုထည့်ရင်ပေါ့နော်တိတ်တိတ်ပြီးတော့ထည့်ထားတာဆိုတော့ထုတ်ရတာနည်းနည်းကြက်တယ်ကဲအခုဆိုလို့ရှိရင်တော့ကျွန်တော်ပကံလေးတွေကိုကျွန်တော်လှည့်ထည့်ပြီးသွားပါပြီကြည်ရတာနည်းနည်းကိုစားချင်စရာကောင်းနေပြီ ကျွန်တော်တော့စားရမယ်ပဇွန်ကြောင်းနဲ့ငပြားကြီးကြော်တာကိုလည်းပဲကျွန်တော်အရင်ကြိုက်တဲ့အတွက်ပဇွန်ကြောင်းနဲ့ငပြားကြီးကြော်တာကိုနဲပြီးတော့စားမယ်ပြီးတော့ဒီအမဲချောင်းဆက်နဲ့စားမယ်ပေါ့နော်နှစ်မျိုးနဲ့အဆက်တေးကြီးပဲဒါမှမဟုတ်ကျွန်တော်ဒီနေ့စားပြခြင်းလို့ဘာတခြားဟင်းတွေကျွန်တော်စီစဉ်မထားဘူးဒါနဲ့ပဲကျွန်တော်စားမယ်အဲကျွန်တော်ဒါကိုကြိုက်လိုက်ကြိုက်တဲ့အတွက်ဒီလိုစားရတာအဆင်ပြေရယ်ကျွန်တော်တို့ကလေဒီထဲမှာမှကျွန်တော်တို့ကအမဲသားချောင်းဆက်တို့စိတ်သားချောင်းဆက်တို့ဆိုလို့ရှိရင်တော့ တဘူးကို1500ကျပါတယ်။ကဲအားလုံးပဲကျွန်တော်နဲ့လာစားကြပါဦးနော်။အဲကျွန်တော်ထမင်းစားပြတာတွေပါလေတိတ်ပြီးတော့မလုံးတက်တော့ကျွန်တော်စားရတာအဆင်မပြေဘူးကျွန်တော်စားပြတာအဆင်မပြေဘူးဆိုလို့ရှိရင်လည်းတီးခံပြီးကြည့်ပြကြပါခင်ဗျာ။နော်ကြိုးပြီးတော့တောင်းပန်ပါလေ။ အခုလိုမျိုးတပူတထောင်တန်လေးတွေဘာလို့၅မျိုး၅ထောင်အဲ့လိုမျိုးလေးတွေစားကြတယ်ဆိုလို့ရှိရင်ဥက္ခစီမှာအော်ဒါတင်လို့ရပါပြီဒါပေမဲ့ကျွန်တော်ကပို့မှာတော့တစ်ပတ်မှာ၂ရက်ပဲကျွန်တော်ပို့ပေးမှာပါအဲကြံတဲ့အချိန်မှာအော်ဒါတွေကောက်မယ်အဲ၂ရက်ကိုတော့ကျွန်တော်ပို့ပေးမယ်ပေါ့နော်အဲတခြားအသားငါးတွေကိုတော့ကျွန်တော် ဟောဒီတပုတတောင်းနဲ့အနေနဲ့ထုတ်ပြီးလို့မရဘူး။ဘာလို့လဲဆိုတော့ခါကြတာသားသေးတယ်ငါးသေးတယ်အရန်ကြီးလို့ပေါ့နော်။အဲကျွန်တော်ဘက်ကဒီလိုမျိုးတတောင်းတန်လေးတွေကိုထုတ်ပြီးလို့ရတဲ့ဟင်းနေရာမန်ယူလေးတွေကိုလည်းပဲကျွန်တော် page မှာရော TikTok မှာရောကျွန်တော်တင်ပြထားပါမယ်ခင်ဗျာ။အဲကျွန်တော်စီကိုအားပေးကြတဲ့သူတိုင်းကိုကျွန်တော်ကျေးဇူးတင်ပါတယ်။နောက်လည်းထမက်ဆပြတဲ့ဗီဒီယိုလေးတွေကိုမကြမကြတင်ပေးပါမယ်ခင်ဗျာ။အဲထမက်ဆနေတဲ့အချိန်မှာအဆင်မပြေတာလေးရှိခဲ့ရင် ကြုံပြီးတော့တောင်းပန်ပါတယ်ခင်ဗျာ